ရိသတွေကြည်ကျင်လုံးလုံးစောင့်မျှော်နေကြတဲ့မြူနင်းတို့ထောင်ရဝေဆိုရဲဇလန်တွဲလေးကတော့အပိုင်း20ခနစ်ကို ရောက်ရှိလို့လာခဲ့ပြီးပဲဖြစ်ပါရယ်အပိုင်း20ခနစ်အရောက်မှာတော့စောင်းနှင်းဖြူဟာသူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်အရန်ကိုမှသူ့ရဲ့လုပ်ရက်တွေအကုန်လုံးပေါ်ပေါက်လာမှကြောင်းရွံ့နေခဲ့တာဖြစ်ပြီးအင်ကိုပြန်လဲရောက်ရှိလာတဲ့ DG ဦးကသူကအယုံကြည်ဆုံးအချစ်ဆုံးဆိုတော့ တီဂျီဦးကို သူ့ရဲ့အသက်ကိုကယ်ဖို့အတွက်တောင်းဆိုထားခဲ့ပြီးပဲဖြစ်ပါတယ်။စနိုလီခင်ဗျာမှာသူ့ရဲ့လောရက်တွေအတွက်အယူသပိုင်းဖြစ်နေကြတာဖြစ်ပြီးတော့သူ့ရဲ့ပိုင်းဆိုင်မှုဖြစ်တဲ့ရွှေတတကြီးကိုတီဂျီဦးကို ထုတ်ပြခဲ့တာဖြစ်ပြီးတီဂျီဦးနဲ့ဒီအိမ်ကနေအဝေးဆုံးထွက်ပြေးဖို့အတွက်ကြံရည်ခဲ့ပြီးလည်းဖြစ်ပါတယ်။အဲ့ဒါနဲ့ သူ့ရဲ့သမီးလေးကဒီချူဦးကိုရွှေတစ်တာထုတ်ပြခဲ့တဲ့ကိစ္စအဖေဖြစ်သူကတီးတွာတော့မှဖြစ်ပြီးတော့သူ့သမီးကိုမိုက်လိုက်တာဆိုပြီးတော့အဖေဖြစ်သူကစုံမာတော့မှဖြစ်ပါရီဒီလိုနဲ့စနိုးလေးရဲ့ဒီအိမ်ကနေထွက်ခွာမဲ့ကိစ္စကတော့ဖြစ်လာတော့မှမဟုတ်ပဲနဲ့သူလုတ်ခဲ့တဲ့ပြစ်မှုတွေကိုတီးပြီးတော့ဖွင့်မချခဲ့တဲ့နင်းနေနဲ့မျက်နှာချင်းဆိုင်ရတော့မှဖြစ်ပါရီဒီလိုနဲ့ဝတ္ထုတွေကအတိုင်းသူတို့နှစ်ယောက်ကတကယ်ပဲတီးဆုံသွားကြမှာလား ဒါမှမဟုတ်အခုသူတို့ထွက်ပေါ်လာနေတဲ့ Strider ကဇလန်းကိုပြောင်းလိုက်တယ်ဆိုပြီးတော့သူတို့နှစ်ယောက်ကအချင်းချင်းပြန်လဲချစ်ကြရင် Snow လေးကနေနေရဲ့ချစ်ချင်းမြတ်တွေကိုပြန်လဲနားလဲပြီးတော့နေနေနဲ့ပြန်လဲပြီးတော့ညာပြီးပေါင်းထုတ်သွားကြမလားဆိုတာကတော့ပြည်သက်တွေကြည့်ရှုရပါပြီဖြစ်ပါတယ်။စောင်းနှင်းဖြူလေးဟာလည်းခုလိုမျိုးလူတွေတက်ရတာဒူကိုရင်ကတက်ချင်လို့မဟုတ်ပဲသူ့ကိုတက်ဖို့လှုပ်ကြရင် ကာကွယ်ရင်းနဲ့ခုလိုမျိုး လူတက်မှုတွေတခုပြီးတခုကျူးလွန်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီဖြစ်ကြောင်းကိုအစဉ်ကိုသိရတာနဲ့ခွင့်လွန်ပေးပြီးတော့ချစ်ရှာတဲ့နေနေရဲ့အချက်ကလည်းအယောင်ဝမှာတနာဖို့ကောင်းပါရဲ့နော်။